အားလုံးမင်္ဂလာပါဗျာကျွန်တော်ကိုတိုက်ပဲဖြစ်ပါတယ်ဗျဒီနေ့မှာတော့ကျွန်တော်ကတောက်ကြနဲ့စနေသားသမီးများတွေဝန်သားစရာဒါတရင်ကောင်းလေးလာပြုတ်ပြတာပါဗျာတောက်ကြနဲ့စနေနဲ့သားသမီးများတွေကျွန်တော်ရဲ့ကံကြမ္မာရပါတော့ဒီလမကုံရင်ပြီးမှအဲ့တော့ကျွန်တော်တွေငွေကြေးလုံးချင်းဝင်မယ်ထိပေါက်ကိန်းနေရှိတယ်အဲ့တော့အလုတ်ကိန်းနေထပ်ပြီးအစီအပြင်းမယ်မမျော်လင့်ထားတဲ့ငွေတွေရမယ်အကူညီကောင်းတွေများကြီးရမယ်ဒါလေးလေးမိစွေမြဝန်သားစရာတရင်လေးကိုကျွန်တော်လာပြုတ်ပြတာပါဗျာအဲ့တော့တောက်ကြနဲ့စနေနဲ့ပါလို့ရှင်တောက်ကြစနေသားသမီးတွေပါရင် ဝမ်းသာလိုက်ပါတော့ဗျာအဲ့တော့တောက်ကြစနေသားသမီးတွေဒီလအတွင်းမှာအလုတ်ကိုင်းနေအဆင်ပြေမယ်အဲ့တော့ကျွန်တော်တွေရောင်မန်းဝယ်မန်းနေကောင်းမယ်ဇီယောင်းနေမိတ်ဆွေနေဇီယောင်းနေကောင်းမယ်အဲ့တော့အလုတ်ထဲမှာလည်းယာလူတွေတက်မယ်လစာတွေတိုးမယ်အဲ့တော့အလုတ်တွေအပြောင်းရွှေ့ကိစ္စတွေရှိရင်ကောင်းတယ်ဗျာပြောင်းစားရှိတာပြောင်းရွှေ့စားစရာရွှေ့ပါကိုကိုမပြောင်းလဲပဲအဲ့တော့ကောင်းတဲ့နေရာတွေသွားဖို့အတွက်ပေါ်လာပါလိမ့်မယ်အဲ့တော့တောက်ကြသားသမီးရေစနေသားသမီးတွေတူတူပါပဲစနေသားသမီးတွေဒီလအတွင်းမှာပေါ့နော် မမျော်လင့်ထားတဲ့ငွေတွေရမယ်အဲ့တော့တစုံတယောက်ကကုညီလာပေးလိမ့်မယ်အဲ့တော့မမြင်နိုင်တဲ့ပုံကိုယ်တွေကလည်းစောက်ရှောက်လိမ့်မယ်ဒါကြောင့်မလို့စနေသားသမီးတွေကလည်းဒီလာအတွင်းမှာဆိုင်ရန်ဆိုင်ရန်ပေါ့နော်ဆိုင်ဆိုင်ဟာသူတို့တိုက်ဆက်ပရင်ဆက်ပစားစကိုအဆက်ဆက်ရှိတာလေးလေးကိုတွားရောက်ပူဇော်ပသတာမျိုးလေးလှုပ်ပေးရင်ပိုကောင်းတဲ့လဖြစ်ပါတယ်ဒါကတော့စနေသားစနေသားသမီးတွေအတွက်ပိုပြီးကန်ထုံးမှန်ကောင်းနေပေးစီပါတယ်ဗျဒီလအတွင်းမှာတောက်ကြောစနေကော ထီဒီပေါက်နေမှာလဲထီထိုးပြအောင်ထိုးပါထီမထိုးပြမှာဆိုတော့ကျွန်တော်လာပြီးတတိပေးတာပါဘယ်ထီထိုးတို့ပေါ့နော်ထိုင်းထီထိုးတို့မလေးရှားထီတို့စင်ကာပူထီထိုးတို့တို့မြန်မာထီပဲထိုးတို့ကျွန်တော်လည်းအခုကျွန်တော်မြန်မာနိုင်ငံမှာလည်းထီတွေအများကြီးပြန်ပြန်ဖွင့်နေပြန်ရောင်းနေပါတယ်နော်မြန်မာထီကိုအဓိကထိုးစေချင်ပါတယ်ဗျအဲ့တော့မြန်မာထီကိုအဓိကထိုးပါအဲ့တော့ထိုးမယ်ထိုးမယ်ဆိုလို့ရှိရင်လည်းပေါ့နော်ကျွန်တော်ကျွန်တော်မိတ်ဆွေစနေသားသမီးကိုအာကျွန်တော်တောက်ကြသားသမီးရောတယောက်တည်းမထိုးပါနဲ့အဖော်တယောက်ခေါ်သွားမှာဖြစ်ပါတယ် အဲတော့မဟုတ်လဲစနေနဲ့ဟောစနေနဲ့တောက်ကြံနဲ့တွဲပြီးသွားရင်လည်းပိုကောင်းပါတယ်အဲ့တော့စနေသားသမီးဆိုလို့ရှိရင်အဖော်လေးတယောက်ခေါ်သွားမယ်ဟောမှာတောက်ကြသားသမီးတော့ခေါ်သွားမယ်မတောက်ကြသားသမီးမသွားမယ်ဆိုလို့ရှိရင်စနေသားသမီးတယောက်ခေါ်သွားမယ်ပေါ့ဖော်လေးခေါ်ပြီးထွင်ရင်ဒီလားအတွက်မှာအောင်မြင်နိုင်ခြင်းပုံနိုင်ခြင်းတွေအများကြီးရှိပါတယ်ဗျဒါလေးဝန်သားစရာစကားလေးလာပြောပြတာပါဒါကြောင့်မလို့စနေသားသမီးတွေကတောက်ကြသားသမီးတွေကဒီလားအတွက်မှာအလူလဲတစ်ခုလောက်ရမယ်အလူအလူလောက်ပြီးလားလို့မသိဘူးเนาะအလူလေးတည်းလောက်ရမယ် အတူအလူတန်းတွေလောက်လောက်ရမယ်ပြောစရာကိစ္စတွေလောက်ရမယ်တရင်ကောင်းတွေကြားရမယ်တရင်ကောင်းတွေကြားရမယ်ဆွေမျိုးတွေကဖြစ်စေကျွန်တော်တွေအပေါင်းအသင်းတွေကဖြစ်စေဝန်သားစရာတရင်ကောင်းတွေကြားရမယ်အလူတန်းတွေလောက်ရမယ်စနေကောတောက်ကြကောအတူတူပဲကျွန်တော်ကောကြက်တင်းမှာကံပေးလို့လူရမယ်ဆိုတာစနေနဲ့တောက်ကြကိုပြောတာဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့က ဒီလောက်တွေမှာအလူတန်းလေးပေးနိုင်မှုအတွက်အဲကျွန်တော်ထပ်ပြီးတော့ထပ်ဆင်ခဲ့လို့မဲ့ထူးချက်တရားလေးတစ်ခုကျွန်တော်ဆက်လက်ပြီးမျှော်ပေးမယ်နော်အဲ့ဒါလေးကတော့ကျွန်တော်တွေစနေကောတောက်ချောက်အတူတူလုပ်လို့ရပါတယ်အဲရတဲ့ပါပါဘာလို့မလဲဆိုတော့ကျွန်တော်တို့ကခလေးခလေးသူငယ်တွေကိုခလေးငယ်လေးပေါ့နော်ခလေးငယ်လေးကိုငပြောသေးလေးလေးဝေပေးလိုက်ပါငပြောသေးတက်တလုံးဝေပေးလိုက်ပါနော်တပီးတနိုင်လို့ရှိရင်တပီးတော့တလုံးတနိုင်ရင်တော့တလုံးတလုံးစီအများကြီးဝေပေးလိုက်ပါနော်အဲ့တော့ခလေးငယ်လေးလေးကိုငပြောသေးလေးလေးဝေပေးမယ် မုတ်ဖိုးလေးတွေပေးမယ်နော်မုတ်ဖိုးလေးတွေပေးမယ်ပြီးလို့ရှိရင်တော့ကျွန်တော်တို့ဒီခလေးတငယ်လေးတွေကိုငပြိုသေးလေးလေးဝေပေးမယ်ဝေပြီးပြီးတော့ကျွန်တော်တို့ရဲ့ကျွန်တော်တို့ရဲ့အိမ်အိမ်ဖျားမှာပေါ့နော်အိမ်ဖျားမှာကျွန်တော်တို့ကပေါက်ပေါက်ဆုပ်ရဲ့မုတ်လုံးကြီးပေါ်ရေကိုကတ်ပေးပါပေါက်ပေါက်ဆုပ်နဲ့မုတ်လုံးကြီးပေါ်ကိုကတ်ပေးမယ်ပပစုံနဲ့မလုံးကြီးပေါ်ကပ်ပြီးတော့ကျွန်တော်အရင်ကျွန်တော်အရင်အမြဲတမ်းတင်ပြနေကြဖြစ်တဲ့ကျွန်တော်တို့တွေ ဟိုရတိကြီးဥက္ကဏီရဲ့ခါရာကိုလည်းမနက်တိုင်းမနက်တိုင်းမနက်တိုင်းကျွန်တော်တွေအ ਨੇ စုံ28ခေါက်နေ108ခေါက်တိပြည့်အောင်ရွှေ့ပေးပါပါနော်အရဟံဘိယန္တဇဉ္ဇံဒုက္ကတံအာမိတံရိယဇံလာလိတံအတုလံသရဏံဒီဘဥပတမံယမကံဒုက္ခတံတရဏံပနမမိဇီနံဆိုပြီးတော့အဲ့ဒါလေးကိုကျွန်တော်မိတ်ဆွေများက ကျွန်တော်တွေ28ခေါက်ဖြစ်စေ18ခေါက်ဖြစ်စေမနက်တိုင်းရွေးပေးပါအလူလန်းအလူတန်းတစ်ခု လောက်ရမယ်ဂိမ်းတွေပေါ်လာပါလိမ့်မယ်အဲတစ်ခုလေး view site မှာကတော့ဗာလိ view site မယ်ဆိုတော့အခြေနဲ့ပတ်သက်ပြီးစကားများတက်တယ်စကားများတက်တယ်ရံပြတ်တက်တယ်အခြေနဲ့ပတ်သက်ပြီးတော့အထားထားသွားတာတို့ပြက်တာဆဲတာတို့အဲ့ဒါလေးတော့နည်းနည်းဆက်ရှုပ်စရာတော့ရှိတယ်အခြေနဲ့ပတ်သက်ပြီးတော့နည်းနည်းဟိုပြောမစိုးကရဝဇာဖြစ်တာလေးတွေအိမ်တော်ရင်းနဲ့ပတ်သက်ပြီးတော့ကရဝဇာဖြစ်တာလေးတွေစကားများတာလေးတွေ သူကအတိတ်ဘဝကံထောက်ပံ့ကောင်းတွေပြန်ပေါ်လာမှာဆိုတဲ့အတွက်ကြောင့်မလို့ကောင်းတဲ့ကံတွေအများကြီးပေါ်လာမှာဆိုဖြစ်ဖြစ်နေတယ်လို့ကျွန်တော်တို့ရအရင်ကပတ်သက်ခဲ့မှုတဲ့ကျွန်တော်တွေ EA တို့ဟဲ့အဲ့လိုမျိုးလေးလဲလာပြီးဒီလောက်တွေမှာလာပြီးတော့ပြည့်ပြည့်စုံလေးလာရှာနိုင်တယ်ဇရလေးလာရှုပ်နိုင်တယ်ပေါ့ဗျာဒါတကြောင့်မလို့စနေသားသမီးတွေအာကျွန်တော်တောက်ကြသားသမီးတွေဒီဒီဒီလောက်တွေမှာနည်းနည်းလေးတီးခတ်မှုတော့လိုတယ်အပြောပါအတော့စားလေးလေးရှောင်ဖို့လိုတယ်နော်တရားလေးရှောင်ပေးပါမဟုတ်လို့ရှင်မလိုတဲ့ပြဿနာလေးပို့ပြီးတော့တက်လာနေပါတယ် အဲ့တော့ကိုယ့်ရဲ့အနီးနားရှိတဲ့ဂျားလူပေါ့နော်ဂျားလူကဝင်ပြီးအောင်မှုန်တော့သွားတာမျိုးလေးခံနေမယ်အဲ့တော့ဟိုစကားဒီဖို့ဒီစကားဟိုဖို့ပြီးတော့ပြဿနာလေးရှင်းရလက်ရှင်းရတတ်တယ်ဒါကြောင့်မလို့မလို့အပ်ပဲနဲ့ကိုယ့်ရဲ့စကားတွေကိုယ့်ရဲ့အရေးကြီးတဲ့စကားတွေကိုအနီးနားလူတွေလေးမပြောပြဖို့အရေးကြီးတယ်နော်အဓိကတော့ကျွန်တော်တို့တွေဟိုလူယုံမထားနိုင်ဘူးပေါ့ဗျလူယုံကိုစိတ်မချရသေးပါဘူးအဲ့တော့ကျွန်တော်တို့တွေ ဟိုကျမ်းမာရေးအနေနဲ့ပတ်ပတ်သက်ပြီးထူးခြားခြားမျိုးလေးမရှိပါဘူးကျွန်တော်တို့ဒူးလေးတွေခါလေးလေးအဲ့လိုမျိုးเนาะအရင်တော့အရေးမကြီးပါဘူးကဲကျွန်တော်ဆိုလို့ရှိရင်ကျွန်တော်ကျွန်တော်မိတ်ဆွေတွေအာတောင်းကြသားသမီးတွေနဲ့ကျွန်တော်တွေစနေသားသမီးတွေဒီဒီရက်တွေမှာနည်းနည်းရှောင်းမဲ့နေ့နံတော့ကျွန်တော်တွေကြာသာပရိကြာသာပရိကိုရှောင်းမယ်เนาะကြာကြာသွေးသားသမီးတွေပြီးတော့တန်းတန်းသားသမီးတွေရှောင်းမယ် အဲ့အနည်းနဲ့နှစ်ခုရှောင်းရှောင်းပေးရမှာဖြစ်ပါတယ်အဲ့နေ့တွေရှောင်းပေးမယ်ပေါ့နော်အဲ့တော့ခီးသွားခီးသွားမယ့်ကိစ္စတွေအလုပ်ကိစ္စတွေမှာလည်းအဲ့နေ့တွေရှောင်းပေးရင်ပိုကောင်းပါတယ်ဗျကျွန်တော်တို့အာအဓိကကုညီပေးမှာတော့တောက်ကြသားသမီးဆိုလို့ရှိရင်စနေရက်ကုညီပေးလိမ့်မယ်စနေသားသမီးဆိုရင်တောက်ကြနံကုညီပေးလိမ့်မယ်ဒါကတဲ့ထောက်ပံ့ကောင်းမှဖြစ်ပါတယ်ဒါကြောင့်မတောက်ကြသားသမီးတွေအလုပ်ကစားလုပ်မယ်ဆိုရင်စနေနေ့ကိုလုပ်စနေသားသမီးများအလုပ်ကစားလုပ်မယ်ဆိုရင်တောက်ကြနေ့ကိုလုပ်လို့ရပါတယ်အဲ့လိုမျိုးတွေဆိုရင်ပိုကောင်းစေပါတယ်ဗျာနော် ပုံမကောင်းစေပါတယ်ဒီဒီလောက်တည်းမှာတကယ်ဝမ်းသာတာတစ်ခုကတော့မမျောလင့်ထားဘဲနဲ့ငွေတွေထုတ်လိုက်ထုတ်လိုက်ဝင်လာခြင်းတွေရှိတယ်ငွေတွေထုတ်လိုက်ထည့်လိုက်နဲ့ထုတ်လိုက်ထည့်လိုက်နဲ့ဝင်လာခြင်းတွေရှိတယ်အဲဒါကြောင့်မို့ကျွန်တော်တို့ကလည်းဝင်လာမယ်ဆိုလို့ရှိရင်လည်း အဲကျွန်တော်တို့လူတန်းနေတဲ့လူတန်းပြီးလို့ရှိရင်ကိုအတွက်ကျွန်တော်တို့အကျိုးရှိတာလေးတွေဝယ်ထားတဲ့နယ်ဝယ်ထားအဲ့လိုမျိုးလေးလုပ်ပေးမယ်နော်။ဟာငါတို့ငွေတွေဝင်ပြီးကွာငွေတွေဝင်ကွာဆိုပြီးတော့ကျွန်တော်တုံးလိုက်ဖြွင့်လိုက်တဲ့မျိုးလေးမလုံးနဲ့အတောက်တာစားတာတွေအပျော်ပါလေဒီလောက်တွင်မှတော့ထူးရှောင်ပေးရမှာဖြစ်ပါလေဗျ။ဒါလေးကတော့မဖြစ်မနေရှောင်ပေးရမှာဖြစ်တယ်နော်။ဒါဆိုလို့ရှိရင်ကျွန်တော်မိတ်ဆွေတွေတောက်ကြသားသမီးတွေနဲ့စနေသားသမီးတွေအတွက်တော်တော်လေးကိုကန့်ကောက်တဲ့ကာလလို့ပြောလို့ရပါတယ်။ကျွန်တော်တို့ဘယ်လောက်ထိကန့်ကောက်လဲဆိုလို့ရှိရင်အခု ဒါအခု10လပိုင်းပုံနော်ဒီဆက်လပိုင်းကုန်ထိလဲကောင်းသေးတယ်အဲဆက်လပိုင်းကြော်သွားလို့ရှိရင်ဆက်လပိုင်းဝင်သွားလဲအထီကိုကောင်းနေပါသေးတယ်ဗျာနော်အဲအထီကိုကောင်းနေပါသေးတယ်ဒါကြောင့်မို့ကျွန်တော်တို့ကတစ်ပတ်တစ်ခါ အဲတော့တုံမဟုတ်ကိုအစီအပြေတဲ့အခါမျိုးမှာကျွန်တော်ဆက်ပြောလို့ပဲခလေးလေးကိုငပြောငပြောသေးလေးလေးလှူပေးမယ်ကျွန်တော်တို့ရဲ့အိမ်ကျွန်တော်တို့ရဲ့အိမ်ဖျားမှာပေါ့နော်အဲ့တော့အိမ်ဖျားမှာကိုယ့်ရဲ့မွေးအဲကျွန်တော်ခုနပြောလဲမွေးမွေးနေရောက်လို့ရှိရင်မွေးနေရောက်လို့ရှိရင်အဲ့တော့ဟိုကျွန်တော်စနေနေ့နဲ့တောက်ကြနေရောက်လို့ရှိရင် ကော်ဖီကော်ဖီတစ်ခွက်ကိတ်မကော်ဖီကိတ်မလှူပြီးတော့ခုနကျွန်တော်ရတဲ့ကျူးခန့်နေရဲ့တတနာသေးဒီပေါက်ခါတာကိုမိတ်ဆွေများက28ခေါက်ဖြစ်စေ108ခေါက်ဖြစ်စေ ရွတ်ပေးရမှာဖြစ်ပါတယ်ဗျာเนาะဒီဟာလေးလေးရွတ်ပေးပါအဲ့နေတိုင်းရွတ်နိုင်ပိုကောင်းပါတယ်နေတိုင်းရွတ်ပေးပါเนาะအထူးသဖြင့်ဒီဟာလေးရဲ့အဓိကရွတ်ပေးပါအဲ့တော့ကျွန်တော်မနေ့တစ်ချိန်ညတစ်ချိန်ရွတ်နိုင်ပိုကောင်းပါတယ်ပေါ့เนาะဒီဟာတော့အားလုံးရမယ်လို့ထင်ပါတယ်ဗျာเนาะကဲဒီလောက်ပါပဲကဲကျွန်တော်မိတ်ဆွေတွေတောက်ကြသားသမီးနဲ့စနေသားသမီးတွေပဲမြို့နဲ့ပဲညလေးကြည့်နေဆိုတာခုမှလေးမှရေးပေးပါအောင်မြတ်ကျွန်တော်ရင်းနှီးမှုလို့ရအောင်လို့ပါမြတ်အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်မိတ်ဆွေတွေတောက်ကြတဲ့စနေသားသမီးတွေ ကြောင့်ဒီလအတွင်းမှာကံပေးလို့အလူကြီးတုံ့ပြန်ကြပါသည်စကြဝဠာကိုကြောင့်မှရှိကြပါသည်ကဲကျမ်းမှာထိပေါက်ပြီးအလူတန်းကြီးလုံနိုင်ကြပါသည်ဗျာ